တော်တော်ကလေးကိုဝိပန်တန်နေညံခဲ့တာပါဆီယမရဲ့စာပေထဲမှာတော့ကျွန်တော် living together ဆိုတဲ့အရာကိုကျွန်တော်တို့မမြင်ရပါပဲဒါဒီအကြောင်းအရာကိုရေးထားရဆိုပြီးတော့တော်တော်ကလေးကိုဝိပန်တန်နေညံခဲ့တာပါဒီ living together လို့ဝိပန်လိုက်တဲ့ခါကျတော့အနေငယ်ထိတ်လန့်သွားတာတော့အမှန်နဲ့ဂျူရဲ့အမှတ်တရဆိုတာစာဖတ်တဲ့ပြိတ္တရဲ့ကြားထဲမှာတကယ်ကိုအထင်ကြီးဖြစ်ခဲ့တာလေးဆီယမဒီနန်းရှေးကမောင်ဆိုတဲ့စက်ကောင်တွေကလည်း အရန်ကိုခက်စားခဲ့တာပါအဲတဆက်တည်းမှာပဲကျွန်တော်တို့ဒီဝေဖန်တယ်နေပေါ့နော်ခုနောက်ပိုင်းမှာပြန်ပြီးတော့ကြားခဲ့ရတာဆိုလို့ရှိရင်မြမယင်ကျေးမှုနဲ့မကိုက်ညီပဲလွဲထွက်နေတဲ့ဒီလိုခံစားဖွက်တည်ရေးဖွဲ့မှုတွေနဲ့ကန်လုတ်ခဲ့တယ်ဆိုတဲ့အခါကျတော့ဆီယမရဲ့စာပေထဲမှာတော့ကျွန်တော် living together ဆိုတဲ့အရာကိုကျွန်တော်တို့မမြင်ရပေမဲ့ဒါဒီအကြောင်းအရာကိုရေးထားရဆိုပြီးတော့တော်တော်ကလေးကိုဝေဖန်တယ်နေညံခဲ့တာပါဆီယမအနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပြန်လည်ဖြည့်ရှင်းခြင်းတစ်ခါမှမရှိခဲ့တယ်လို့ဆီယမအနေနဲ့လည်း ကိုလှုပ်ဆောင်ရမယ်ဒုတိယမြောက်လုံးချင်းဝတ္ထုတွေကိုဆက်လက်ထုတ်ဝေခဲ့ပြီးတော့အခုချိန်ထိရည်တည်နိုင်ခဲ့တာအရန်အောင်ဘူးကောင်းပါတယ်ကျွန်တော်သိချင်တာအဲဒီဘက်မှာရှင်ပါအာအဲ့ဒီချိန်ကတော့1980ခုပေါ့နော်အဲ့ဒီချိန်မှာဝေဖန်တန်တွေအများကြီးကြားခဲ့တယ် နောက်ပြီးတော့အဲ့ဒီမှာပထမဦးဆုံးစကြဖြစ်လိုက်တယ် living together ဆိုတဲ့စကားလုံးပေါ့နော်အဲ့တော့အဲ့ဒါကိုဒူဝိတုကိုဝေဖန်တဲ့အခါကျတော့မှကိုကအဲ့စကားလုံးကိုကြားဘူးတာပေါ့နော်ကြားဘူးတဲ့အခါကျတော့တို့နိုင်ငံမှာရှိသလားလို့ရှာကြည့်လိုက်တော့ဟုတ်တယ်တို့နိုင်ငံမှာရှိကြပါတယ်တို့နိုင်ငံမှာလက်မထပ်ဖယ်နေအတူနေကြတယ်အထူးသဖြင့်တော့အလွန်နာမည်ကျော်တဲ့ရန်ပေါ်ဆတ်နဲ့ စီမွန်ဒီဘိုဘွားသူတို့မြောက်ကဆိုင်ဆရာကြီးတွေပဲတိတ်တော်ကြတဲ့ဆိုင်ဆရာကြီးနဲ့ဆိုင်ဆရာမကြီးပေါ့နော်သူတို့မြောက်ကမောင်နှမလိုတငယ်ချင်းလိုချစ်သူလိုပေါ့နော်အိမ်တော်ဘက်လိုဟိုတိုင်ပင်ပေါ့တိုင်ပင်ဘက်ပေါ့တိတ်လဲတော်ကြတယ်လीအဲ့တော့ဒါမဲ့သူတို့ကလက်မထက်ကြဘူးပေါ့အဲ့တော့အဲ့ဒါလေးတွေတော့သူတွေကြာဘူးတယ်ဒါမဲ့ဒီဘက်မှာဒီဝိတုကဟိုတောက်ကြနေသူမို့စနေနေ့မှာသွားလေတယ်တခါတခါပြန်လာတယ်တခါတခါမှပြန်မလာဖြစ်ဖဲနဲ့အဲ့ဒီမှာတညအိတ်လိုက်ဖြစ်တယ်ဆိုတော့အဲ့ဒါကိုနောက်သူတို့ချင်းချင်းရဲ့ဆက်သွယ်မှုကိုလည်းတို့တွေက တိတိကျကျဖာရဲ့လို့လူလေးဟိုနည်း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 သူ့ relationship ကိုဆက်မပါမှမရေးထားခဲ့ဘူးပေါ့နော်အဲ့ဒီခါကျတော့ဒီ limit together လို့ဝေဖန်လိုက်တဲ့ခါကျတော့အနေငယ်ထိတ်လန့်သွားတာတော့အမှန်ပဲအော်ဒီလိုကြီးဖြစ်သွားတာလားပေါ့နော်ဒါပေမဲ့လည်းဟိုကိုစိတ်လည်းမကောင်းဘူးပေါ့နော်ကိုရေးတော့ကိုရေးကျင်တဲ့အကြောင်းအရာအဲ့ဒီပုံစံမျိုးမဟုတ်ဘူးပေါ့နော်သူတို့မြတ်ဖြစ်ကြတယ်အေးအဲ့ဒီနားသူတို့ဒီ အတိပဲကောက်လိုက်တဲ့ message ကတမျိုးဖြစ်နေတယ်ပေါ့စိတ်တော့မကောင်းဘူးကိုမြင်နေတာကလည်းစိတ်ကြောင်းပတ်ဝန်းကျင်မှာကလည်းဟိုစိတ်ကြောင်းသားတွေစိတ်ကြောင်းသူတွေကစာရီကလည်းအများကြီးကျရတယ်အဲ့တော့ကို့အဆောင်သူ့အဆောင်နေရာကနေပြီးတော့ဆောင်မွေးနီးပြီဆိုလို့ရှိရင်ចောင်းဆောင်တွေမှာတွားပြီးစာကျက်ကြရတာပေါ့နော်စာကျက်ကြတော့လည်းတရွဲတည်းလည်းမဟုတ်ဘူးဟိုလူပေါင်းများစွာနောက်အတွဲဆိုလည်းအတွဲတစ်ခုတည်းမဟုတ်ဘူးသူ့ရဲ့တငယ်ချင်းတွေရောပါတယ်အားလုံးကအုပ်အုပ်ကျက်ကျက်စာရီကျက်ကြရတာဆိုတော့အဲ့ဒါကကို့အတွက်ကထုံးစံလို့ဖြစ်နေတော့ဒါကိုရေးလိုက်မိတာဟာအဲ့ကြတော့မှအော်ဒါဟာဝ ဝေဖန်စရာကြီးဖြစ်နေပါလားဆိုတော့အဲ့ဒီကျွန်မသိတာပေါ့နော်။သင်ခန်းစာတော့ရတာပေါ့နော်။ဟောဒါကိုကိုဖြစ်နေပေမဲ့ပြန်ပပဝင်ခြင်းနဲ့မတူဘူးပေါ့ဈေးချောင်းပဝင်ခြင်းနဲ့တခြားပဝင်ခြင်းနဲ့မတူဘူးလားသို့မဟုတ်ဖြစ်နေတာကိုပဲဒီတိုင်းရေးပြလိုက်တဲ့အခါကျတော့လက်မခံနိုင်ကြတာလားပေါ့နော်အဲ့တော့စိတ်တော့မကောင်းဘူးတိုးတော်ဆရာမဘာမှပြန်ပြီးတော့ မဖြေရှင်းပါဘူးအဲ့လိုလဲဆိုတော့လွတ်လပ်စွာထင်မြင်ခံခွင့်ရှိတယ်လွတ်လပ်စွာဆွဆွဲခွင့်လည်းရှိတယ်ပေါ့အဲ့တော့ကိုကဒီဟာကိုမကျေနပ်ပါဘူးဆိုရင်ကိုပြန်ပြီးတော့ဖြေရှင်းပိုင်ခွင့်ရှိတယ်ဒါပေမဲ့ဆရာမအတွက်ကအဲ့ဒါအရေးသိမ့်ကြည့်ဘူးလို့ထင်တယ်